ကပ္ပောချန်းခန်းကြီးစနစ်ထာဝရဘုရားတည်လေအဘရန်ကိုခေါ်တော်မူ၍ဒီဤပြည်နှင့်တကွာအမျိုးသားချင်းပေါ့ဖော်များတဲ့ကထွက်ပြေးလင်ငါပြလက်တန်းတော်ပြည်သူသွားလောငါသည်တင့်ကို လူမျိုးကြီးဖြစ်စေမည်ငါကောင်းချီးပေး၍တင်ဤနာမကို ကြီးမြတ်စေမည်တင်သည်ကောင်းချီးခံရတော်သူ ဖြစ်လိမ့်မည်တင့်ကိုကောင်းချီးပေးတော်သူကိုငါကောင်းချီးပေးမည် တင့်ကိုချိန်ဆသောသူကိုငါချိန်ဆမည်။တင်အားဖြင့်လည်းလူမျိုးပေါင်းတို့သည်ကောင်းချီးမင်္ဂလာကိုခံရချလိမ့်မည်ဟုမိန့်တော်မူ၏။ထို့သူသာရဖျားမိန့်တော်မူသည့်အတိုင်းအာဘရန်ထွက်သွား၍လောတာလေလိုက်လီ၏။အာဘရန်ဒီကာရမျုမှထွက်သွားသောအခါအသက်95နှစ်ရှိ၏။အာဘရန်ဒီမိမိမယားဆာရဲအကူသားလောတာနှင့် ဥ္စာယတတမြကို၎င်းကာရမိနိုင်ရသောလူထုကို၎င်းယူပြီးလျှင်ခါနံပြည်သို့ရောက်ခြင်းကထွက်သွား၍ထူပြည်သို့ရောက်ကြ၏အာဘရန်ဒီထူပြည်ကိုလျှောက်သွား၍ရှ िख င်အယက်မောရတပိတ်ပင်သို့ရောက်လေ၏ထိုအခါခါနံမျိုးသားတို့သည်ထူပြည်၌ရှိကြ၏သာရဖြာသည်အာဘရန်အားထင်ရှား၍ ဤပြည်ကိုတည်ဤအမျိုးနှင်အားငါပေးမည်ဟုမိန့်တော်မူ၏ထိုသို့ထင်ရှားတော်မူသောသာရပြာဖို့ထိုရ၌ရှိပလင်ကိုတည်လေ၏ထိုရမှသွားပြန်၍ဗေဒလာမျိုးအရှိ၌ရှိသောတောင်သို့ပြောင်းသည်ဖြင့်ဗေဒလာမျိုးအရှိအိုင်အမျိုးအနောက်ဆက်ချာမှာကဲကိုဆောက်၍သာရပြာဖို့ရှိပလင်ကို တည်ပြီးလျှင်သာရပြာဤနာမတော်ကို ပထနာပြု၏ အာဂရန်ဒီခီးသွားလျက်ပြောင်းလျက်တောင်မျက်နှာသို့ရောက်လေ၏ထို့နောက်ခါနန်ပြည်၌အစာခေါင်ပါခြင်းဖြစ်၏အလွန်အစာခေါင်ပါသောကြောင့်အာဂရန်ဒီအကုတုပြည်၌တဲခုချင်းကသွားလေ၏အကုတုပြည်နှင့်ညီသောအခါမိမိမယားစာရဲကိုတင်ဒီအစင်းလာတော်မိမဖြစ်ဒီကိုငါတိ၏အကုတုလူတို့သည်တင့်ကိုမြင်သောအခါ ဤမိမတီသူဤမယာဖြစ်၏ဟု ဆိုလျက်ငါကိုတည်၍တင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။သူဖြစ်၍တင်သည်ငါနှမဖြစ်ကြောင်းကို ပြောပါတော့။သူပြောလျှင်တင်ထွက်ငါကောင်းစားလိမ့်မည်။တင်ဤခြေဆုအဖျင်းငါအသက်ချမ်းသာရလိမ့်မည်ဟုဆို၏။အာဘရန်ကီအကုတုပြည်သို့ရောက်တော်အခါသူဤမယာတီအလွန်အစင်းလာသည်ကိုအကုတုလူတို့သည်မြင်ကြ၏။ ပါရောပိယီမူတော်မတ်တော်တို့လည်းမြင်၍ရှေ့တော်၌ချီးမွမ်းပြီးလင်လမ်းတော်သို့တွင်ရချ၏ပါရောပိယံတီထိုမိမထွအာဘရနိုင်ခြေဆုပြုသည်ဖြင့်သူသည်တိုးနွားမြီးချီးမြေမဂျွန်ယောက်ချာဂျွန်မိမဂလောအမြနှင့်ကြွေဝ၏သာရဖြာသည်အာဘရန်၏မယားစာရဲအတွက်ကြောင့်ပါရောပိယံမှာစာ၍ နန်းတော်သားတို့ကိုကြီးတော်ပေးထန်ဖြင့်ဆုံးမတော်မူ၏။ဖာရောဘုရင်သည်လည်းအာဗြံကိုခေါ်၍သင်သည်ငါ၌ပြုတော်မူကားအဘယ်သို့နည်း။သူသည်သင်၏မယားဖြစ်ကြောင်းကိုငါအားအဘယ်ကြောင့်မပြောသနည်း။ငါသည်သူကိုတင်ပိုက်စေခြင်းကသူသည်ငါနမဖြစ်သည်ဟုအဘယ်ကြောင့်ဆိုသနည်း။ကင်းဤမယားကိုယခုယူ၍သွားလောဟုအမိန်ရှိ၏ထို့သောအာဗြဟံကိုစီရင်၍ မိမိလူတို့အားမှားထားသဖြင့်သူတို့သည်အာဘရန်၌ရှိသည်မြတ်သောဥစ္စာနှင့်တကွသမီးမောင်နှံတို့ကိုလွတ်လိုက်ကြ၏